a lonely death. Attention, Rusty Soldier. ဒီဖြစ်ရက်က story လည်းမဟုတ်ဘူးဒဏ္ဍာရီလည်းမဟုတ်ဘူးတကယ်ဖြစ်ခဲ့တဲ့ဖြစ်ရက်မှန်တခုတောင်ကိုရီးယားနိုင်ငံမှာဆိုရင်ဒီပရာလောကနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုမှအောင်မြင်နေတဲ့ YouTuber တယောက်ရှိတယ် သူ့ရဲ့ဗီဒီယိုတွေကိုတွားပြီးတော့ကြည့်လိုက်ရင်လည်းတကယ်ကိုမှကျန်းတဲ့ဗီဒီယိုတွေကြီးပဲ2025ခုနှစ်ရဲ့စက်တင်ဘာလ26ရက်နေ့မှာတော့သူနဲ့သူ့တငယ်ချင်းတယောက်နဲ့ပေါင်းပြီးတော့ဒီတောင်ကိုရီးယားနိုင်ငံဒီစမ်းချောင်မှာရှိတဲ့အပန်းဖြေစခန်းကြီးတစ်ခုစီကိုသူတို့နှစ်ယောက်ညှပ်ပတ်ကြည့်တွားခဲ့အဲ့ဒီမှာသူတို့နှစ်ယောက်ကဒီမထင်မှတ်ထားတဲ့ဟိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတစ်ခုကိုတွားပြီးတော့မှတွေ့ခဲ့ကြတယ်အဲ့ဒီအပန်းပြေစကန်ကြီးကလည်းကျွန်တော်တို့ဟိုးအရင်တုန်းကဆိုရင်တော့တကယ်ကိုမှအပန်းပြေစရာနေရာတစ်ခုလို့ပြောလို့ရပါပဲ။2023မှာဆိုရင်တော့ဒီ ီမိလောက်မှုတွေဖြစ်ပြီးတော့တေဆုံးမှုတွေလည်းအများကြီးပဲရှိခဲ့တယ်။အဲဒီရဲ့နောက်မှာမှနောက်ထပ်တကအဆောက်အဦတွေပြိုကျလို့ဆိုပြီးတော့တေဆုံးမှုတွေကလည်းထပ်ပြီးတော့ရှိလာပြန်ပါလိမ့်ရော။ကြာလာတဲ့အခါကျတော့အဲဒီအဆောက်အဦကဒီဆုံးပြည့်အဆောက်အဦပုံစံဖြစ်လာပြီးတော့အဲဒီမှာကလည်းဒီမကျွတ်မလွတ်တဲ့နာနာဘဝတွေကအများကြီးမှအများကြီးပဲရှိလာခဲ့ ဆိုတဲ့အခါကျတော့အဲ့ဒီနေရာကိုတွားရတဲ့သူဆိုတာကမရှိသလောက်ကမှကြားတယ်။ဒါနဲ့ပဲသူတို့နှစ်ယောက်အဲ့ဒီအဆောက်အဦတွေကိုရောက်သွားတယ်ဆိုတော့အဆောက်အဦတွေကိုဝင်ဝင်ချင်းမှာပဲအဲ့ဒီရဲ့အနန်းသက်တွေကတိတ်ကောင်းတဲ့အခြေအနေတခုတော့မဟုတ်ခဲ့ဘူးဗျ။ဒါနဲ့ပဲအဲ့ဒီနေရာမှာတည်ခဲ့တဲ့သူတွေကရှိတဲ့အခါကျတော့ဝိညာဉ်တွေကိုခေါ်တာပေါ့လေ။အကိုထွေးခင်ရှိလား။ရှိရင်လက်ညှိုးထောင်လက်ညှိုးမရှိရင်လည်းရှိတဲ့ဟာထောင်ပေါ့ဗျ။အမမကြီးအကြီးဘုရားကြီးဘု အထောင်စရာမရှိရင်လည်းမပြင်းနဲ့ကိုရောင်လေးပါလိပြတို့ဘာတို့ပေါ့လေကြည်ရတာတော့လေကိုထွေးခင်မထောင်နိုင်ဘူးထင်ပါရဲ့အခုကလည်းစောင်းကဝင်ပြီဆိုတော့အေးပြီလေ ါနဲ့ပဲကိုထွေးခင်ဘက်ကဘာမှတော့အကြောင်းပြန်မလာခဲ့ဘူးအဲ့ဒါနဲ့ပဲသူတို့နှစ်ယောက်အပေါ်တက်ကိုဆက်ပြီးတော့တက်သွားကြတယ်တက်သွားလို့ဒီတတိယမြောင်အထက်ကိုရောက်တဲ့အခါကျတော့ဒီအခန်းတစ်ခုရဲ့အပြင်ဘက်မှာဒီအမျိုးသားတစ်ယောက်ရဲ့ဖက်နှက်တရံကိုတွားပြီးတော့မှတွေးခဲ့ကြတယ်ဒါပေမဲ့ရမ်းပြီးတော့လည်းမဖွင့်ရဲဘူးလေအချိန်နဲ့အချိန်ကဆိုတာကလည်းကြည့်ရသေးတယ်တော်ကြာတွားပြီးတော့ရမ်းဖွင့်မိရင်တယောက်နဲ့တယောက်မမြင်သင့်တာတွေမြင်လိုက်ရင်ကောင်းလေဒါပေမဲ့လည်းတကားကလောကျနေတယ်ဟိုတေချာကြည့်လိုက်ရင်တကားကလောကျနေရတော့မဟုတ်ဘူးဗျဒီအပြင်ကလူခွင့်လို့မရအောင်တမင်တကာကမှဒီ ီတကားကိုပလတ်စတစ်တွေနဲ့ညှက်ပြီးတော့မှတကားကိုကြက်အောင်လှုပ်ထားတာအဲ့ဒါနဲ့ပဲသူတို့နှစ်ယောက်ကလည်းအဲ့ဒီတကားကိုမယမ်းမကဖျက်ပြီးတော့အထဲကိုဝင်ကြည့်လိုက်တဲ့အခါမှာတော့ဒီကတင်းပေါ်မှာတေဆုံးနေတဲ့အမျိုးသားတစ်ယောက်ရဲ့အလောင်းကိုတွေ့ခဲ့ရတယ် အဲ့ဒီအချိန်မှသာစောင့်ဆောင်နေတာကောက်ပြီးတော့ထိုင်လိုက်လို့ကတော့ဘွဲကတော့တော်တော်လေးကိုတော့ကြီကောင်းပါဒါနဲ့ပဲသူတို့နှစ်ယောက်ကသက်ဆိုင်ရာတွေကိုအကြောင်းကြခဲ့တယ်တိတ်မကြခင်မှာပဲဒီသက်ဆိုင်ရာတွေရောက်လာပြီးတော့တပ်တွေတွေရှာခဲ့ကြတယ်ပေါ့လေအဲ့ဒီအချိန်မှာတေဆုံးသူရဲ့လက်ထဲမှာစာလေးတစ်စောင်ကလွဲပြီးတော့ကျန်တဲ့ဘာတပ်တွေမှမတွေ့ခဲ့ရဘူးဆိုတော့အဲ့ဒီဗီဒီယိုကိုတင်ခဲ့တာက2025ခုနှစ်စက်တင်ဘာလ 6ရက်ဒီတည်သွားတဲ့အမျိုးသားပျောက်နေတာက2025ခုနှစ်ဇူလိုင်လတွေကပျောက်နေခဲ့တယ်အဲ့တော့သူကဘသူလဲဗမာနေတာလဲဘာတွေလုပ်လဲဆိုတာကိုတော့တိတိကျကျထုတ်ပြန်တာမျိုးမရှိခဲ့ဘူးဘာလို့အဲ့လိုမျိုးတိတိကျကျမထုတ်ပြန်ရတာလဲဆိုတော့ဒီရဲ့တည်ဆုံးမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တက်သေးရှာခဲ့တာကဒီစာရွက်လေးတစ်ရွက်ကလွှဲရင်ကျန်တာဘာမှမတွေ့ခဲ့ဘူးအဲ့တော့ဒီတည်ဆုံးမှုကိုခေါင်းစဉ်တက်လိုက်တာက အထီးကျန်စွာတည်ဆုံးရင်း အဲ့တော့အခုလိုဖြစ်ရတဲ့ပတ်သက်ပြီးတော့တချို့တွေကြတော့လေဒီအထီးကျန်တာမကောင်းဘူးဆိုပြီးတော့ပြောတဲ့သူတွေကလည်းတစ်ဖက်မှာအများကြီးရှိတယ်ပေါ့လေဒါပေမဲ့လည်းဒီဘက်မှာကကြတော့လေအဲ့လိုမျိုးအထီးကျန်မှုတွေကိုကြိုက်တဲ့သူတွေလည်းရှိဒါပေမဲ့တခါတလေကျရင်သူတို့ကိုသူတို့တောင်မှအဲ့လိုမျိုးဖြစ်လို့ဖြစ်နေမှမသိတဲ့သူတွေလည်းရှိသူတို့တွေကလည်းတော်ရုံတန်ရုံနဲ့ခံမှန်းလို့ရတဲ့အထက်မှာတော့ပါမနေဘူးပြကျွန်တော်တို့ဆိုင်းရဘက်ကကြည့်မှဆိုရင်တော့အခုလိုမျိုးအထီးကျန်မှုတွေကိုကြိုက်နှက်တတ်တဲ့သူတွေကဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့တော်တော်လေးညံရင်မြင်မာတဲ့သူတွေဆိုပြီးတော့မှပြောထားတယ်ပေါ့လေ ဆိုတော့အဲ့ဒီလူတွေကဘယ်လိုလူတွေလဲဆိုတော့လူတိုင်းလူတိုင်းရဲ့သေးငယ်တဲ့အခိုက်အတန့်တွေတိုင်းမှာကိုဘွားရဲ့ memory ဒါမှမဟုတ်ပုံမြင်တပုတ်ကတော့ရှိတတ်ကြတာပဲအဲ့ဒီပုံမြင်တွေကိုဒီပုံမြင်တပုတ်လိုစိတ်ထဲမှာထားပဲနဲ့ဒီစာအုပ်တွေတချင်းတွေပေါ်မှာလက်တွေ့ကြကြအကောင့်တွေပေါ်ရင်းနဲ့အမှတ်မထင်ပဲနဲ့အောင်မြင်လာတာမျိုးတွေ သူမနဲ့ပတ်သက်ခဲ့သမျှအရာရာတိုင်းကအမှတ်တရအနေနဲ့မဟုတ်တော့ဘဲနဲ့ကိုဘွားအတွက်သင်ကန်းစာဖြစ်လာတာမျိုးတွေဝမ်းနည်းမှုတွေကိုဒီစာရွက်တွေပေါ်မှာခြာရေးရင်းနဲ့အဲဒီဝမ်းနည်းမှုတွေကပဲအမှုပညာဖြစ်လာတယ် မျောလင်းချက်တွေကနေဥတီချက်တွေဖြစ်လာတယ်။သူရှိမှငါဖြစ်မယ်ဆိုတာထက်သူမရှိလဲငါဖြစ်အောင်လုပ်မယ်ဆိုတာမျိုးတွေအဲဒီလိုမျိုးတွေရှာရင်းဖွေးရင်းနဲ့ပဲကိုယ့်ရဲ့ဥတီချက်ကဘာလဲဆိုတာကိုအမှတ်မထင်မနဲ့သွားပြီးတော့တွေးလိုက်ရတာမျိုးတွေအဲဒီရဲ့တဆက်ထဲမှာပဲငါမရှိလဲသူအဆင်ပြေတယ်ဆိုတာကိုပါတခါတည်းနားလဲသွားတဲ့သူမျိုးတွေပေါ့လေတနည်းအားဖြင့်တော့ဒီစိတ်လုံးကြုံမှုအပြည့်ဝရထားတဲ့သူတွေကိုဆိုလိုချင်တာပါအတချို့တွေဆိုရင်တော့ရှိပါတယ်ငါမရှိရင်သူအဆင်ပြေပါမလား အမိုးကချုပ်နေပြီထမင်းရောစားပြီးပြီလားရေပဝဲနဲ့စားလားကင်းမွန်နဲ့စားလားခန္ဓာနဲ့စားလားနေရောကောင်းရဲ့လားရေချိုးပြီးပြီလားဘာဘာညာညာပေါ့ဗျာသိရမလားအဲ့ဒါတွေကလည်းကိုယ့်ရဲ့စိတ်မလုံခြုံမှုကနေဖြစ်လာတဲ့အရာတွေကြီးပဲကိုကသာအဲ့လိုမျိုးတွေဖြစ်နေတဲ့အချိန်မှာသူမကတခြားတယောက်ရဲ့ရင်ခွင်ထဲမှာအလဲငါလည်းကြာရင်စာရေးစရာဖြစ်ရင်ဖြစ်မဖြစ်ဖုန်းဖြစ်တော့မှာပေရော့တေးကြရင်နှစ်ခုတည်းကတစ်ခုတော့သိကြတယ် တော့အထီးကျန်မှုကိုကြိုင်းနှစ်သက်တဲ့သူတွေမှာတော့ဒါမျိုးတွေတိတ်ပြီးတော့မတွေ့ရဘူးသူတို့ကလုံးဝကမှအေးဆေးဖြစ်သွားပြီကိုယ့်ရဲ့မျက်နှာကိုလှပအောင်လှုပ်ပေးနေတဲ့ဒီမိတ်ကပ်တွေဆိုတာကလည်းတကယ်တမ်းကျတော့ကို့မှာချိုရင်းချက်ရှိနေတယ်ဆိုတာကိုဖော်ပြနေတာပဲလေတော့ဒီချိုရွှင်းချက်တွေကိုဖုံးဖို့ဆိုတာကလည်းဒီမိတ်ကပ်တွေကိုမှီဝဲနေရတာပဲမဟုတ်လားအထီးကျန်မှုနဲ့ကျင်လည်လာတဲ့သူတွေတနည်းအားဖြင့်ဒီဉာဏ်ပညာအကြီးမားတဲ့သူတွေကြတော့ ဒါတွေကတကယ်အလှတရားတွေလားဒါမှမဟုတ်အပုတ်ကောင်တွေဒုတ်ထောင်နေရလားဆိုတာကိုတော့သူတို့ကိုယ်တိုင်ခွဲခြားပြီးတော့သိနိုင်နေပေါ့လေအဲ့တော့အထီးကျန်မှုနဲ့ကျင်လည်လာတဲ့သူတွေကိုတော့အလှပနဲ့ဆွဲဆောင်ဖို့ဆိုတာကတော့အရန်ကြီးကိုမှခက်ခဲပါလိမ့်မယ်ဘာဖြစ်လဲဆိုတော့စဉ်းစားဉဏ်အားနည်းတဲ့သူတိုင်းကတော့အလှပကိုလူတာထက်ပို့ပြီးတော့ကြိုက်ကြပါတယ်ဆိုတော့ဆက်ပြောရင်လေအစဲခံရတော့